အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။အစိုးရဘတ်ဂျက်ကန့်သက်ချက်အပေါ်အစိုးရနဲ့အတိုက်ခံဒီမိုကရက်ပါတီတို့ကညှိနှိုင်းလို့မရတာကြောင့်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အမေရိကန်အစိုးရလုပ်ငန်းတွေအင်ကာနီးယားညတကောက်အခြေကရက်ဆိုင်သွားခဲ့ပါတယ်။ လွတ်တော်မှာအဓိကရှေ့မတူနောက်မစုံညိနိုင်လို့မရပဲဖြစ်သွားခဲ့တဲ့အကြောင်းရင်းတွေထဲမှာကျမ်းမာရေးစောင့်ရှောက်မှုဆိုင်ရာဘတ်ဂျက်သတ်မှတ်ရေးလဲပါပါတယ်အမေရိကန်နိုင်ငံမှာအစိုးရဘတ်ဂျက်ကသတ်မှတ်ထားတဲ့ပမာဏကိုရောက်ရှိတဲ့အခါမှာလွတ်တော်ထဲသဘောတူညီချက်မရလို့ဆက်သုံးလို့မရပဲအစိုးရလုပ်ငန်းတွေရပ်ဆိုင်သွားတာဖြစ်ပါတယ် ီလိုရက်ဆိုင်သွားတော့ဘာတွေဖြစ်မှလဲလို့ပြောရရင်အမေရိကန်အစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတချို့ယာယီရက်ဆိုင်သွားမှာဖြစ်ပြီးတော့တိန်းနဲ့ခြိတဲ့အစိုးရဝန်ထမ်းတွေရဲ့လဆာကိုဆိုင်းငံ့ခံထားရမှာဖြစ်ပါတယ်။လွတ်တော်ဘတ်ဂျက်ရုံးရဲ့ခက်မဲချက်အရာ Federal အလုပ်သမား9သိန်းခွဲလောက်ဟာနိုင်စင်လောက်အားခမရပဲရှိနေမှာဖြစ်ပါတယ်။လွတ်တော်မှာဘတ်ဂျက်ကိစ္စပြည်လေသွားမှသာဆိုင်းငံ့ထားတဲ့လောက်အားခတွေပြန်ပြီးတော့ရလာမှာဖြစ်ပါတယ်။ အမေရိကန်မှာအစိုးရရက်ဆိုင်မှုဟာ2018 2019ခုနှစ်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းထိမှဖြစ်ခဲ့ပြီးတော့ရက်ပေါင်း35ရက်ကြာမြင့်ခဲ့ဖူးပါတယ်